ညင်းခုံညင်းကိုဘေးလို့ပြောတာဟုတ်လားညင်းခုံညင်းဒီဘေးပါတဲ့ညင်းခုံညင်းမှာ အလွန်ကြောက်မွက်ဖွယ်ရကောင်းတဲ့အနာဂတ်ရှိတယ်မမြုံမှန်းနိုင်တဲ့ဘေးဒုက္ခတွေရှိတယ်ဘာတွေဖြစ်လာမယ်ဆိုတာကြွတင်ပြီးတော့ခံမလို့မရညင်း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 နဲ့အ ਨੇ ဆုံးတော့ဒေါသတွေဖြစ်ပြီးတော့မျက်နှာတွေနှီးပြီးတော့အစကဘလောက်ပဲမြင့်တာရှိတဲ့ပုံကိုယ်တွေပဲဖြစ်ဖြစ်ညင်းပြီကသာကတော့တယောက်မျက်နှာတယောက်မကြည့်ချင်တော့ဘူးဘာဖြစ်သွားတာတော့ မုံသွားတာမုံသွားတာဟုတ်လားအဲ့ဒါတချို့ညှင်းခုန်မှုတွေတိတ်ကြီးတယ်နှစ်ဆိုင်တယ်ဆိုရင် တခဏမုံတာလည်းမကဘဲနဲ့တဘဝလုံးမုံသွားတာလည်းဖြစ်နိုင်တယ်နော်ချစ်သူတွေကနေမုံသူတွေလည်းဖြစ်သွားနိုင်တယ်မိษွေတွေကနေယံသူတွေလည်းဖြစ်သွားနိုင်တယ်တစ်ဖွဲ့နဲ့တစ်ဖွဲ့တစ်ဖက်နဲ့တစ်ဖက်ဆိုတဲ့ကွဲပြားခြင်းအမျိုးမျိုးကိုလည်းဖြစ်သွားစေနိုင်တယ်ညှင်းခုန်ခြင်းမှာဒါကြောင့်ညှင်းခုန်ခြင်းမှာကြောက်မက်ဖွယ်ဘေးအန္တရာယ်ရှိတဲ့အတွက်ကြောင့်မြတ်စွာဘုရားက ညင်းခုံညင်းဟာကြောက်မက်ဖွယ်ရာကောင်းတဲ့ဘေးတမျိုးလို့အမှန်တိုင်းသိရမယ်မြင်ရမယ်လို့ဟောတာပေါ့ဟုတ်လားအေးညင်းနံကတော့အကြောင်းမျိုးမျိုးရှိတာပေါ့တခုသောအကြောင်းကလည်းပဲတယောက်နဲ့တယောက်အမြင်မတူရင်လည်းပဲညင်းကြတယ်အမြင်ကလည်းတူဖို့ခက်သားဗျာသူကလည်းသူ့အကြိုက်သူ့စရဲ့သူ့ဝါသနာသူ့ဘယ်ဘဝကလာလို့ဘာတွေကြိုက်ပြီးတော့ဘာတွေလုပ်ခဲ့မှမသိဟုတ်လားကိုယ်ကလည်းကိုယ့်အကြိုက်ကိုယ့်စရိုက်ကိုယ့်ဝါသနာနဲ့ဘေဘွားကလာလို့ဘာတွေလုပ်ပြီးတော့ဘာတွေရှာခဲ့မှမသိ ်။တယောက်နဲ့တယောက်အကြိုက်မတူအမြင်မတူတာကိုအကြောင်းပြုပြီးတော့ညင်းတယ်ဆိုတာမဖြစ်နိုင်ဘူးလား။ဖြစ်နိုင်တယ်။ဟုတ်လား။ခက်တာကအမြင်ဆိုတာကလည်းတူဖို့မလွယ်ဘူး။ခုပုထုရှင်တွေဥစဉ်တို့တက္ကသမတွေဥစဉ်တို့တတွေဟာအမြင်မတူရတဲ့အထဲမှာအမြင်ကလည်းမပြည့်စုံ။နော်ဒီစုံတစ်ခုကိုမြင်နေဆိုရင်ပြည့်ပြည့်စုံစုံမြင်ခဲ့တယ်။တသိတတေတာလေးကိုကွက်မြင်ပြီးတော့ဒါအမှန်လို့ပြောကြတာဗျ။ဟုတ်လား။နော်တသိတတေတာလေးကိုပဲကွက်မြင်ပြီးတော့ဒါကိုအမှန်လို့ပြောကြတာ။ တချို့ကြတော့တတော်ကိုဆိုးပါတယ်ဗျာမှန်တယ်ထင်လို့ညင်းတာကတော်သေးရဲ့တချို့ညင်း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 နဲ့ကိုမှန်မှန်သိတယ်မှန်မှန်သိလို့လျှော်သလားဆိုတော့မလျှော်လျှော်လိုက်ရင်တိတ်ခါကြမှာကြောက်ပြီးတော့ဇွတ်ပေပြီးတော့တခါတည်းညင်းနေတာမရှိဘူးလားဟာအဲ့ဒါကတော့တတော်ကိုစိတ်ပြည့်စရာကောင်းတယ်ယုံညံ့တယ်ပေါ့အဲ့ဒီစိတ်ဓာတ်ကတော့မှန်မှန်သိရင်ဝန်ခံရရမယ်လေဟုတ်လားအေးသို့တော့မှန်မှန်သိတောင်မှဝန်ခံရဲပဲနဲ့မှားတဲ့ဘက်ကပဲရက်ပြီးတော့မှားတဲ့ဘက်မှာပဲနေပြီးတော့ညင်းနေတာကောမရှိဘူးလား ကြည့်တယ်အဲ့ဒါတွေကတော့အလွန်ကိုစိတ်ပျက်စရာကောင်းတဲ့အနေအထားပေါ့ဟုတ်လားဒါနဲ့ရင်ဥစဉ်ရေတချို့မှန်တယ်ဆိုပြီးတော့ညင်းနေကြတာရှိတယ်အဲ့ဒါကောညင်းတဲ့သလားမညင်းတဲ့ဘူးလို့ထင်တယ်တချို့ကငါမှန်တယ်ဆိုပြီးတော့တကယ်လည်း तू မှန်ကောင်းမှန်မှလိုက်ပဲမှန်တယ်ဆိုပြီးတော့ဖိညင်းကြတာမရှိဘူးလားရှိတယ်မှန်တယ်ထင်တယ်မှန်တယ်ဆိုလည်းမညင်းတယ်ဘူးလို့ထင်တယ်ဘာဖြစ်လို့လဲကိုယ့်ရဲ့စကားကိုတစ်ဖက်ကလက်မှမခံပါဘူးဆိုတဲ့နောက်ပိုင်းမှာဘာမှဆက်ပြောစရာအကြောင်းမရှိဘူးလို့ထင်တယ် ကိုစကားမှသူလက်မခံဘူးဆိုရင်ဘာလို့ဆက်ပြောနေတာလဲဘာမှအကျိုးမရှိတော့ဘူးလေဟုတ်တယ်မို့လားစကားပြောတဲ့အလုတ်လုတ်တယ်ဆိုတာအကျိုးတစုံတရာရှိနိုင်လို့ရှိမယ်ထင်လို့လုပ်ကြရတာပေါ့ဟုတ်လားကိုပြောတဲ့စကားကိုလက်မခံတော့ဘူးဆိုတဲ့နောက်ပိုင်းမှာပြောစရာအကြောင်းမရှိဘူးလို့ထင်တယ်လက်မခံမှန်းသိရတဲ့ဆက်ပြောနေတယ်ဆိုရင်လည်းကိုရဲ့စေတနာကိုစဉ်းစားတဲ့နယ်လို့ထင်တယ်ဘာလို့ဆက်ပြောနေတာလဲလူတက်ကြီးလှုပ်ချင်လို့ပြောနေတာလားတစ်ဖက်လူညံ့လိုက်တာဆိုတာကိုပေါ်လွင်ထင်ရှားအောင်ပြောနေတာလား ငါတိတ်တော်တာပဲဆိုတာကိုလူသိသွားအောင်ပြောချင်တာလားစဉ်းစားတယ်မရှိဘူးလားရှိတယ်ဒါကြောင့်မှန်တယ်ဆိုပြီးတော့လည်းဖိပြီးတော့မငင်းတယ်မူနော်ပုံမြင်လေးတစ်ပုတ်ပြောအောင်ပဲလူငယ်တွေအတွက်ဟုတ်လားတခါတုန်းကเจ้าနိုင်ဘုန်းကြီးတစ်ပါးစီကိုเจ้าသားနှစ်ယောက်ရံဖြစ်ပြီးတော့ရောက်လာဘုန်းကြီးကမင်းတို့ဘလို့ရံဖြစ်လာကြတော့အဲ့တော့เจ้าသားကဘာပြောတော့ဆိုတော့ဒီပြီတော့ညင်းနေရံဖြစ်လာတာပါဗျာ မင်းတို့ကရံဖြစ်ရလောက်အောင်မြန်ဘာတွေညင်းကြတာတော့ဒီကောင်ကတင့်နဲ့နှစ်နဲ့ပေါင်းရင်လေးလို့ပြောတယ်ဗျာတဲ့အဲ့ဒါတပြည့်တော်ကမဟုတ်ဘူးတင့်နဲ့နှစ်နဲ့ပေါင်းရင်သုံးလို့ပြောတာတဲ့အဲ့ဒါသုံးကွန်းလေးကွန်းနဲ့ညင်းရင်တပြည့်တော်နှစ်ယောက်ရံဖြစ်လာတာဗျာအဲ့ဒါဘုန်းကြီးကတအောင်လောက်စဉ်းစားပြီးတော့ဒါရင်အဲ့လိုဆိုရင်တင့်နဲ့နှစ်နဲ့ပေါင်းသုံးဆိုတဲ့ကောင်လာခဲ့လို့ခေါ်နေတဲ့ကလေးကတော့ငါ့ကိုချီးမွမ်းတော့မယ်လို့ထင်ကောင်းထင်မယ်ပေါ့ဟုတ်လား ကိုလည်းရောက်ရဖုန်းကြီးကတင့်နဲ့နဲ့နဲ့ပေါင်း3ဆိုတဲ့ကောင်ကိုရိုက်တယ်တဲ့အဲ့တော့ဒီကလေးကဟာငါမှန်လဲမှန်ရတဲ့နဲ့ရိုက်ခံရတယ်ဘာလဲမသိဘူးပေါ့အဲ့ဒါနဲ့ဖုန်းကြီးကမင်းကိုငါဘာကြောင့်ရိုက်တယ်ဆိုတာမင်းသိနားလဲဟာမတူဘူးငါရှင်းပြမယ်တဲ့တင့်နဲ့နဲ့နဲ့ပေါင်းရင်3ဆိုတာလောက်မှမသိတဲ့ကောင်နဲ့တွပြီးတော့ညင်းတာမင်းမှာအပြစ်ရှိတယ်တဲ့ဟုတ်လားနော်ပြီးတော့ရှင်းသားနော်တင့်နဲ့နဲ့နဲ့ပေါင်းရင်3ဆိုတာလောက်မှမသိတဲ့လူနဲ့တွပြီးတော့ညင်းတာဗါတယ်အပြစ်ရှိတယ်တဲ့ စဉ်တို့စဉ်းစားเสียရရှိတယ်เนาะညင်းတယ်ဆိုတာထိုက်တလောက်အဆင့်တူလို့ညင်းလို့ရတာအဆင့်သိပ်กว่านี่ညင်းလို့မရဘူးညင်းနိုင်ညင်းနိုင်ငါသူ့တဲ့အများကြီးตาတယ်လို့သိပ်မထင်နဲ့ဟုတ်လားเนาะညင်းတာအဆင့်မတူပဲနဲ့ထိုက်တဲ့အဆင့်တူညီမှုရှိပဲနဲ့မညင်းဘူးတက္ကသိုလ်ကပမောက္ခဆရာကြီးကမူလာတန်းចောင်းသားလေးနဲ့တူပြီးတော့ညင်းမလားဘာပြုလို့တော့အဲအဲ့ဒါသူ့အဆင့်မဟုတ်ဘူးဟုတ်ရလား ဒါကြောင့်ပေးသက်ပေါင်းသူတော်ကတော့ညင်းခုန်ခြင်းသည်တန်းညိခြင်းတမျိုးလို့ဥစဉ်ထင်တယ်ဟုတ်လားဒါပေမဲ့ခက်တာကလူတွေကညင်းပြီဆိုရင်တော့ငါသူ့တဲ့တာတယ်လို့ထင်တာကတော်တော်ခက်တယ်နော်အဲ့တော့ပေးသက်ပေါင်းသူတော်ကတို့မှန်မှန်သိရတဲ့နဲ့ဇွညင်းတာကတော့တော်တော်ကိုစိတ်ပြည့်စရာကောင်းတယ်ပေါ့မှန်နဲ့ထင်ပြီးတော့ဖိညင်တာလည်းတော်တော်မကောင်းဘူးလို့နားလည်ရမယ်ဟုတ်ရလားဒါကြောင့်ပေးသက်ပေါင်းသူတော်ကတို့ဘယ်လိုအကြောင်းကိုပဲအခြေခံလို့ညင်းညင်းညင်းပြီဆိုရင်တော့ဘာဖြစ်မလို့ဘေးတင်လိုက်ပဲ